ုဆုံးလာပေါက်တော်မူကြောင့်ခရမ်းလွန်ရောင်ကြီးတွေကကဘာမီပေါ်ကိုတည့်ရဲကြရောက်နေပါပြီ။ကဘာကြီးရဲ့ပူချိန်ကအရန်ကိုမြင့်တက်သွားခဲ့ပြီးတော့အပင်နေနဲ့တလိမ့်ဆန်တဲ့အားလုံးမျိုးတို့ပြောက်ွက်သွားခဲ့ပါရီ။လူသားရဲ့တာမနေရောင်နဲ့ထွင်အကတားဝိဆောင်လူမျိုးဝိဆောင်ပြေဝိဆင်ပြီးမှထွက်လို့ရပါရီ။အစာခွင်းဆက်လည်းပျက်စီးသွားပြီမလို့လူသားတွေကအရှင်းတန်းနေထိုင်ရေးအတွက်အချင်းချင်းတိုက်ခိုက်လာရပါရီ။သူကတော့အင်ဂျင်နီယာတယောက်ဖြစ်တဲ့ဦးမြင့်ဖြစ်ပြီးတော့အစာအုံကြီးတစ်ခုအောင်မှသူ့ရဲ့ခွေးလေးနဲ့တူတူရှင်းတန်းနေထိုင်နေပါရီ။အစာထွက်ရှာရိုင်းမှာစာအုပ်တွေတွေ့ရတဲ့ယူလာတက်ပြီးတော့အားရတဲ့ခါတိုင်းလည်းစာအုပ်ဖတ်နေတက်ပါရီ။ဦးမြင့်ကထဲအောင်ကြီးတင်မှုကြောင့်နေမကောင်းဖြစ်နေပြီးတော့ကျမကြီးကလည်းတဖြည်းဖြည်းနဲ့စိုးရွားလာနေပါရီ။အဲဒါကြောင့်မလို့သူတွေသွားခရင်သူ့ရဲ့ ခွေးလေးကိုစောင့်ချဖို့ဆဲယုတ်တရုတ်ကိုဖန်တီးနေပါရင်ဆဲယုတ်ဖန်တီးဖို့လိုအပ်တဲ့နည်းပညာတွေကိုစာအုပ်ထဲကနေလေ့လာပြီးတော့လှုပ်ဆောင်နေတာဖြစ်ပါရင်ဆဲယုတ်ပရိုဂရမ်ထဲမှာလူသားတွေကိုဒုက္ခမပေးဖို့နဲ့သူ့ရဲ့ခွေးလေးကိုစောင့်ချဖို့အတွက်အဓိကပရိုဂရမ်တင်ထားပါရင်အချက်အလက် data တွေကိုသိနေအောင်လည်းတည်ထင်ထားရမလို့လက်ရှိဖြစ်နေတဲ့အခြေအနေကိုသုံးသပ်နိုင်ပါသေးတယ်။ဆဲယုတ်တီချင်းကအောင်မြင်သွားလို့ PT ဖြစ်နေတော့မှာတဲမုံနိုင်ကြီးတခုကသူတို့ရှိနေတဲ့အဆောက်အုံစီကိုချင်းကပ်လာနေတာကိုသိထားမိသွားပါရင်ဒီနေ့ရအဲ့ဒီတဲမုံနိုင်ကရ၄၀တောင်ကြာမှဖြစ်လို့ရ၄၀အတွက်လုံလောက်မဲ့စားနေရိတ်ကမရှိနေတာကိုသိရသွားပါရင်ဒါကြောင့်မလို့အဲ့ဒီကနေထွက်ပြီးတော့ဆန်ဖရန်စစ္စကိုမြို့စီသွားဖို့ဆုံးဖြတ်လိုက်ပါရင်ဆဲယုတ်ကကမန်ဂရန်တီ တင်ထားရတာမလို့82ရာခိုင်နှုန်းသာပြစီသေးပြီးတော့လမ်းလျှောက်အောင်လည်းဆင်းလုံးကြောအဆင်မပြေလာပါဘူး။ဘလဝဲဖြစ်ဖြစ်တဲမုံနိုင်ကြီးက24နှစ်အတွင်းရောက်ရှိတော့မှဖြစ်လို့ကာလီနဲ့ထွက်လာခဲ့ရပါပြီ။လမ်းတစ်လျှောက်မှာအစားအစာလည်းဝင်ရှားသလိုဆဲယုတ်ကိုလည်းဦးမြင့်ကအစာရှာနီးတင်ပေးနေပါရီ။ဟင်းချက်နီးတွေကိုလည်းတင်ကြပေးပြီးတော့ဆဲယုတ်လေးကတော့ပြောင်မှုပေါက်ပေါက်ဖောက်နေရအောင်ကြည့်ပြီးတော့ပြောနေပါရီ။အစာရှာကောင်းနေုံမှလေးစင်နမောင်းကြီးတစ်ခုကနောက်ကနေရောက်လာပြီးမလို့ကားမောင်းပြီးတော့ထွက်ပြေးရပါသေးတယ်။ပြေးလို့မလို့တော့ချိန်မှာတော့ကားကိုလေးနောက်ပါမတော်အောင်လို့ကြောက်ချပြီးတော့နေလိုက်ရပါရီ။ပြင်းထန်တဲ့လေးစင်နမောင်းကြီးကိုတော့ရောက်တာကားထဲမှာကျူးနေပြီးတော့ရင်ဆိုင်ခဲ့ရပါသေးတယ်။လေငင်းသွားတဲ့အခါမှာတော့ကားတရာရီပြစီ ီတာလို့တအားရပြန်လေရပြီးတော့အဲ့ဒီအချိန်မှာတော့ဆဲယုံလေးကကောင်းအောင်မှာဘရကူညီပေးပါရီခွေလေးကိုစောင့်ရှောက်ဖို့ဖန်တီးပေးထားရင်မဲ့သူ့ကိုပါအဖို့ပြပြီးတော့ကူညီပေးနိုင်နေပြီမလို့ဥမြင်လဲပီတီဖြစ်ပြီးတော့ဆဲယုံလေးကိုနာမည်တောင်းပေးလိုက်ပါပြီအဆောက်အအုံတစ်ခုတွေ့တိုင်းခဏနားကြပြီးတော့စားစရာရှိနိုင်မလားလို့ရှာဖွေနေကြပါရီအမွေရဲ့ဇာမိတ်အောက်မှာကားရဲနေတာမလို့ဥမြင်ကလည်းဝစ်ဆုံမွေဖဲနဲ့အပြင်ခဏထွက်ကြည့်နေပါရီအစားရှာနေတုန်းမှာကားမောင်းတင်ပေးထားတဲ့ဆဲယုံလေးကသူ့ဘာသာဆန်းဆန်းမောင်းကြီးရဲ့အဝေးတနေရာကိုရောက်သွားပါရီဥမြင်လဲလူသားတွေရဲ့အသားကြီးကနေအောင်ထိလို့မရကြောင်းကိုဆဲယုံလေးကိုအတနာခံပြီးတော့ရှင်းပြလိုက်ရပါရီကားမောင်းတင်ပေးမိတာမှားပြီလို့နောင်တရနေပြီမဲ့ဆဲယုံလေးကိုမဆူရက်ခဲ့ပါဘူးညဘက်မှာတော့ ံရောက်တူတူအစင်းရောင်လင်းနှန်းတွေကိုထမ်းကြည့်ပြီးတော့ညဘက်ဆိုရင်အယိုးကွင်းအောင်အေးတဲ့အကြောင်းပြပြနေပါရီဆေးရုပ်လေးကလည်းအေးတဲ့ညဘက်မှာဘာကြောင့်အစာရှာမထွက်လဲလို့စူးစမ်းချင်စိမ့်နဲ့မေးလိုက်ပါရီလူရန်ဒီဘာကညဘက်မှာပဲအစာထွက်ရှာကြလို့အစာကြောင့်ဖြစ်တဲ့တိုက်ပွဲတွေကပြင်းထန်လာပါရီအားကြောင့်မလို့နေဘက်ဒီမှာသာအပူလောင်ခံပြီးတော့ဦးမြင့်ကအစာရှာထွက်တာဖြစ်ပါရီဦးမြင့်ရဲ့ကျမ်းမာကြီးကပူပူဆိုးလာပြီးတော့အိပ်ရာလေးလေးတဲ့အဆင်းထိဖြစ်လာပါရီဦးမြင့်ကကျမ်းမာကြီးမကောင်းဝင်မဲ့ဆေးရုပ်ကလေးကအခုဒီကလေးတယောက်လိုပြုတ်မှုနေသေးလို့စိတ်မချနိုင်ဖြစ်နေရပါရီရာသီဥတုပူချိန်ကလည်းပုံမပြင်းထန်လာလို့ဦးမြင့်ခင်ဗျာပြင်းမှန်းနှွမ်းတွေကခြေုံလက်ပန်းကျနေရပါရီကျမ်းမာကြီးကစိုးရွားနေတာကြောင့်ဆေးရုပ်ပြည်ကြီးတစ်ခုစီဝင်ပြီးတော့အဆေးတွေရှာ ယူခဲ့ရပါတယ်။ညဘက်မှာလည်း NLDP ရဲ့ချက်ပြမှုကြောင့်ဥမင်တခုတည်းကိုဝင်ပြီးတော့ပုံအောင်နေခဲ့ရပါတယ်။သူတို့စည်းလာတဲ့ကားနဲ့ဥမင်ကမဆက်နာမလို့ဆေးရုပ်ကပဲအတင်းတွန်းထက်ပေးခဲ့ရပါသေးတယ်။ဥမင်ရဲ့အလိုအလျောက်ဆက်လျားလည်းလူသားတွေချင်းကပ်လာရင် NLDP ပြီးတော့တိုင်းတာမှုတွေကိုလည်းပြုလုပ်နိုင်ပါသေးတယ်။အကောင်ဆုံးပိုင်းကတော့အခုလိုမျိုးကြညာလေးတွေကိုပါပြပေးတာဖြစ်ပါတယ်။သူတို့စည်းလာတဲ့ကားကလည်းတော်ပြည့်စည်းနေပြီမလို့ San Francisco မြို့စီသွားဖို့အခက်အခဲဖြစ်နေကြပါပြီ။ဆေးရုပ်ကလေးကဥမင်သူ့ကိုထားသွားမှဆွေးနေပြီးတော့ကိုရန်ကိတ်တရားယူကြည့်ရင်သေးကြောင်းတောင်းဆိုပါတယ်။ဥမင်ကလည်းသူတယောက်တည်းနေရတဲ့အကြောင်းရင်းကိုရင်ဖွင့်ပြပြလိုက်ပါတယ်။ကပ္ပေးကြီးဆဆဖြစ်လာခြင်းမှာတော့ကဥမင်ကလည်းတခြားသူတွေလိုပဲ ညဘက်မှာစားနေခါရီတိုက်လံဆူဆောင်းခဲ့တာပါ။တညမှာတော့မိခင်နဲ့ကလေးမလေးတယောက်ကခက်လန်းလန်းမှာစကားပြောနေတာကိုမြင်တွေ့ခဲ့ရပါတယ်။မိခင်ဖြစ်သူကသူ့တမီးလေးကိုတနက်သုံးနှစ်တင်ပေးနေပြီးတော့ဘသူစီကနေမဆိုစားစရာလိုတဲ့အောင်လို့တင်ပေးနေပါတယ်။ဒီချိန်မှာဦးမင်းရဲ့အလိုအလျောက်အချက်ပြေးဆက်ကအန်ရီသတိပေးတံပေါ်လာပြီးတော့တိတ်မကြခင်မှာပဲဂန်းတဲ့လူအုပ်စုရောက်လာပါတယ်။တိတ်မကြခင်မှာပဲကလေးမလေးရဲ့ဒေါသရကြီးအော်ဟစ်တန်နဲ့တူတူတနက်တန်နေထွက်ပေါ်လာပါတယ်။ချင်းနေအားလုံးတိတ်ဆိတ်သွားမှဦးမင်းကလည်းကလေးမလေးကိုတာကြည့်ခဲ့ပါတယ်။ကလေးမလေးကအတက်မရှိတော့ဘဲနဲ့သူ့ကြောပွဲထဲကနေအခုမွေးထားတဲ့ခွေးလေးကိုရှာတွေ့ခဲ့တာပါ။အဲဒီကလေးကလူတွေရဲ့အရင်စိတ်ကိုဦးမင်းကသိရှိသွားပြီးတော့အခုလိုတယောက်တည်းနေထိုင်နေတာ ဖြစ်ပါရီ။ဦးမြင့်ကကာမမောင်းနိုင်ကြတာမလို့ဆဲယုတ်ကလေးကပဲကာမောင်းပြီးတော့စကြီးဆက်လာကြပါရီ။ကာမမှလက်ပြလေးတစ်ကောင်လက်ကတ်တို့ဆဲယုတ်ကကြောက်လန့်သွားပါရီ။ဦးမြင့်တီတော်တော့ဒါလက်ပြဆိုတာပြပြလိုက်ပြီးတော့လက်ပြတစ်ကောင်ကအပြင်မှာရှိနေတာကအပူချိန်ကျဆင်းတဲ့သဘောပဲလို့ဆိုလိုက်ပါရီ။အလိုလျောက်ဆက်နဲ့အပူချိန်တိုင်းတာကြည့်လိုက်တဲ့အခါမှာတော့အပူချိန်နေကျနေရကြောင်းဦးမြင့်လည်းပျော်ရွှင်နေပြီးတော့အငင်းထွက်ခံနေလိုက်ပါရီ။ဆဲယုတ်လေးကိုပဲသူ့ဖေကသူ့ကိုမွေးကင်းစရွယ်ကလေးကပြစ်သွားကြောင်းယဉ်ပွင့်နေပါရီ။သူ့တက်ဆန်ကားနေလောက်ရောက်မှစားပွဲဆက်သွယ်လာခဲ့ပြီးတော့သူ့ကိုတွေ့ကျင်ဆန်ဖရန်စစ္စကိုကိုလိုက်ခဲ့ဖို့ပြောထားပါရီ။ဦးမြင့်ကလည်းနေမကောင်းတဲ့သူ့မိခင်ကိုပဲပြည်သူဆောက်ရှောက်နေကြရလို့ဖခင်ဖြစ်သူစီကိုမသွားနိုင်ခဲ့ပါဘူး။ပြောရင် င်းဆိုရင်လည်းပဲသွေးတွေထိုးအပ်လာလို့ဆဲယုတ်လေးကပဲကားပေါ်ဆွတင်ပေးရပါတယ်။ဦးမြင့်ကလည်းသူ့ရဲ့တတန်တိတ်မကျန်တော့တာကိုသိလို့ဆဲယုတ်လေးကိုနောက်ဆုံးအနေနဲ့ပြေဖက်နှုတ်ဆက်လိုက်ပါတယ်။လူနဲ့တိတ်မကြခင်မှာပဲဦးမြင့်လည်းအထီးကျန်ဆန်စွာတည်ဆုံသွားခဲ့ပါတယ်။ဆဲယုတ်လေးကတော့ဦးမြင့်ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးမယ်ဆိုပြီးတော့ခရီးဆက်ခဲ့ပါတယ်။ဦးမြင့်ကိုဆဲယုတ်ကလေးကပဲကောင်းစွာစကြိုပေးခဲ့ပြီးတော့ကိုရန်ကီတတားကြီးရဲ့ဘေးနားမှာမြှုပ်နှံပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဦးမြင့်ကိုမြှုပ်နှံတဲ့ဘေးနားမှာတဘာဝပေါက်ပြင်းနေတဲ့ဆင်းလန်းဆုပြေလာခဲ့ပါတယ်။တဘောကတော့ကျွန်တော်ရဲ့မိခင်ကပ္ပာကြီးကအိုဆုံးလောက်ပေါက်မှုကိုသူ့ဘာသာကုစားသွားနိုင်ပြီဆိုတာပါပဲ။ဆဲယုတ်နဲ့ခွေလေးကတော့တငငင်းကောင်းတွေဖြစ်နေပြန်လဲရှင်းတဲ့လာတဲ့ကပ္ပာကြီးမှာနေထိုင်သွားကြရင် ဲ့ဇလန်လိကပြီးဆုံးသွားခဲ့ပါရီကဘာကြီးကပဲချိန်ဖောက်လဲဖောက်ပြန်ဖြစ်မှမသိတာမလို့ရှင်းတဲ့နေတော့မှခြေရသူတွေကိုအချိန်မီကူးဆိုင်ကြဖို့တိုက်တွန်းလိုက်ပါရီအစုံကြီးကြီးရှုပေးလို့ဂျေဇူးတင်ပါရီ